ချွေးမိုးသားပြီးတော့ရှင်လုံးမထလာသားလေးရဲ့အာဒီပါဘွယ်ရုပ်ကလေးလာကြည့်ဘွယ်ဘုံဒီမန်တည်ဆုံးသွားတဲ့သားနဲ့သမီးရဲ့ဓပုံဟောင်းတွေကိုရင်မာပိုက်ထားရင်မထွေးတယောက်ယူကျုံမရငိုကျွေးနေပါတယ်သမီးလေးနဲ့သားလေးကရွှေဦးလေးတွေလိုမှုန်နေအောင်လှတယ်လို့မထွေးကတတတရေရွတ်ပါတယ်ဒါပေမဲ့ဘုံနဲ့ကြောင့်ရွှေဦးလေးလိုလာတဲ့သမီးလေးမှာညနာတကြံမကြံရှိတော့ဘူးလို့လည်း မထွေးကယူကျုံးမရဆိုပါတယ်။ဒါလေးကဒါလေးနေတူတယ်။မမီလေးနဲ့နာလေးကလည်းမို့လို့ပဲလာလိုက်စားကွယ်။နာလေးနဲ့တမီလေးကြည့်ကြပါဦးကွယ်လာလိုက်ကြကွယ်ဒီလိုမဲ့နှုတ်ကလေးကလည်းဆက်တဲ့။ဒီဒါလေးကရှင်ပြုမဲ့ဒါလေး။ဒါလေးကအဖြစ်ခင်ရင်လေးကအမေ အလူရတောင်းပြီပြီလားတဲ့အမေစာစောသေးလို့ငါသာမတောင်းသားအမေတောင်းမမှာကွယ်အမေပြောတာဒါလေးရရှင်းလောင်းလေးဒီလိုလားဒီလိုလဲအမေရှင်းတယ်ရှင်းနေကြီးနေနေကွယ်အဲခွေခွေမခွေမပြောတာစောစုကစာတင်ချောင်းကိုတိုက်လေနဲ့ဘုံချက်တက်ဖြတ်ချင်းမထွေးတယောက်သူတို့ရွာထဲမှာရှင်မနေပါဘူးတခြားရွာကိုဆိုင်ငင်းနဲ့သွားနေရင်လေးရင်ပြန်တန်ကြားပြီးနောက်သားသမီးတွေတစ်ခုခုဖြစ်မှာကို စိတ်ထဲထင်နေလို့ ိမ်ကိုပြန်လာခဲ့တယ်လို့မထွေးကပြောပြပါဗျ။နေနေကြားလို့မပြတ်လိုက်တော့ကြားတဲ့နေရာလေးပြတ်တယ်တတော်လေးလေရင်တော်ကြီးကပြတ်လိုက်တော့ရှင်နဲ့မှထိတ်ကနေပြတ်သွားတယ်ရှင်နဲ့ထိတ်ကနေပြတ်တော့စိတ်ထဲကိုတိလိုက်တယ်လို့ပဲသာသမီတွေတခုခုဖြစ်ပြီးလို့စိတ်ထဲတိလို့ပဲရောင်းမရေးပြန်လဲမယ်ဆိုင်ငယ်ဝမ်းလိုက်ရောင်းမအကြည့်လိုက်လာပြီးတော့ဆိုင်ငယ်လမ်းကိုလဲခဲ့တယ် ဟောချင်းနဲ့ဖနက်တွေလက်ချုပ်ခံရပြီးလဲပြီးတော့သွားလိုက်တော့တမီလေးရီတမီလေးပေါ်ရောတွေ့တာကောင်းလေးကိုတစ်ချမ်းမရှိတော့ဘူး။တမီလေးတွေ့တော့သာသမီးကလေးရောက်မွေးတာတော့နောက်ထပ်သာသမီးကိုထပ်ကြမယ်လို့ပြောစတာမန်ကွဲရင်ခြေောက်တွေလည်းကျင်းလို့။တန်တဲ့သာသမီးရတယောက်မှမတွေ့တော့လေကျုံမဲ။တမီလေးဒီပြန်သွားပြန်လာတမီလေးပြန်သွားတော့ဒီသားလေးလည်းမကွာဘူး။တယောက်တယောက်လှမ်းပြီးမျက်နှာတွေကကြည့်ကြနေမှတူတူပြေးပြီးတော့လေ နေကွာကြောင်ဒါနဲ့ဒါသမီးနှစ်ယောက်တွေ့တော့နောက်ထပ်နှစ်ယောက်ပြန်ပြီးလဲရှောက်ရှာပြန်တော့နောက်ထပ်နှစ်ယောက်ကတရားလုံးမတွေ့တော့လူတစ်ယောက်ကလာပြောတယ်နီလူနှစ်ယောက်ကတော့ဟိုရွာထဲမှာဆိုတော့ဒီသားလေးနှစ်ယောက်ကိုခိုးပြလိုက်ဒီပြလိုက်နေလေလူကျူမကြီးလို့သားလေးတွေသမီးလေးတွေမျက်နှာလေးကတကြမ်းနေမိကြောဘယ်လောက်လာတယ်ကလေးတွေကတချမ်းမရှိတော့ဘူးလေဒီမင်းကြီးကိုအမြန်ဖြုတ်ပေးပါတို့တို့သားသမီးကိုရှင်အောင်လုပ်လို့ရရင်ရှင်အောင်လုပ်ပေးပါတော့ ဒီသားလေးအရှင်ပြုမဲ့သားလေးကွယ်ဒီသားလေးအရှင်ပြုတော့မှာမို့ဝင်လေးဝတ်ပေးမလို့သားလေးကိုမေလာစနေရမနေ့ပိုင်းကသခိုင်းတိုင်းရှူဖို့ခိုင်တပဲရင်မြို့နယ်အိုးတိန်တင်းကျွာစာတင်ကျောင်းကိုစောစုကတိုက်လေနဲ့ဘုံကျဲတက်ဖြတ်ခဲ့ပါရယ်စာတင်ကျောင်းကအိုးတိန်တွင် တောင်ရွာနဲ့မြောက်ရွာကြားမှာတည်ရှိပါရယ်စာတင်ကျောင်းထဲမှာစာတင်နေတဲ့ကလေးတွေကိုစောစုကပြစ်မှတ်ထားပြီး တိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့ရာចောင်းသားចောင်းသူကလေးတငယ်20ဦးနဲ့ဆရာမ2ဦးပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်။ဘုံထိမှန်တည်ဆုံတဲ့ចောင်းသားចောင်းသူကလေးငယ်တချို့မှာခန္ဓာကိုယ်အပိုင်းပိုင်းပြတ်တောက်ပြီးအလောင်းအောင်မလှကြပါဘူး။ဒါအပြင်ဘုံနယ်ကြောင့်နောက်ထပ်ចောင်းသားចောင်းသူကလေးတငယ်100ကျော်ဒဏ်ရခဲ့ပါတယ်။တချို့ကခြေနဲ့လက်တွေပြတ်တောက်သွားပါတယ်။အဲ့ဒီဘုံထိမှန်ဒဏ်ရတဲ့ចောင်းသားចောင်းသူကလေးငယ်တွေကို ဈေးဝကုတာပေးဖို့စူးစမ်းရင်မေလ13ရက်နဲ့14ရက်မှာចောင်းသားចောင်းတို့ကလေးငယ်နှစ်ဦးထပ်မံစုံပါခဲ့ပါတယ်။ဒီဆုံးတဲ့ចောင်းသားចောင်းတို့တွေဟာ grade 2ကနေ grade 11အထိအတန်းတွေမှာပညာသင်ကြားနေတဲ့အသက်6နှစ်ကနေ18နှစ်ကြားအရွယ်ကလေးငယ်တွေဖြစ်ကြပါတယ်။အဲ့ဒီလိုစောစုကစာသင်ကျောင်းကိုတိုက်လေနဲ့ဘုံကျဲတက်ပြလို့ဒီဆုံးတဲ့ចောင်းသားចောင်းတို့ကလေးငယ်တွေတဲ့ မထွေးနဲ့ကိုရင်မောင်တို့ရဲ့သားနဲ့သမီးတို့လည်းပါဝင်ခဲ့ပါတယ်။ကိုရင်မောင်ရဲ့သား Grade 4ចောင်းသားနဲ့သမီး Grade 2ចောင်းသူတို့ဟာအိုးတွင်တွင်ရာစာသင်ကျောင်းမှာပညာသင်ကြားနေချိန်စုံစုရဲ့တိုက်လေနဲ့ဘုံကျဲတက်ဖြတာခံရပြီးတခြားသောចောင်းသားចောင်းသူတွေနဲ့အတူသင်ဆုံးခဲ့ရပါတယ်။ဒီလေးចောင်းလိုက်ခိုက်သွားတာပါ။ဒီចောင်းဒီအနေ့ပထမတည်းအတန်ကိုမကြောက် ီဘက်ကနေပါစီလိုဝိုက်ပြီးတော့မှစိုက်လာပြီးတော့မှအဲပြစ်ပြစ်တော့သမီး grade 2ကျောင်းသူကညံရီထက်မြက်ကပညာတော်သူဖြစ်ပြီး အတန်းထဲမှာအမြဲပထမရသူဖြစ်တယ်လို့ကိုရင်မောင်ကပြန်ပြောပါတယ်။သမီးလေးကလည်းအတန်းမှာဆိုပထမစုဤတဲ့ရလာပထမစုဤတဲ့ရတဲ့ဖေးတဲ့ဒါမဲ့နေကြလို့ရှင်တဲ့သမီးကပြောဟာတင်မဟုတ်ဘူးတဲ့ မိဘတွေကိုလိုက်ပြအောင်မနဲ့ပထမဆုရအောင်ညအလဲမိုးချုပ်ဒီကြည့်စာဟေချက်တို့သားသမီးမျိုးကြောဆောင်းနေနေဒီပြောင်းထားမယ်လို့မှတ်တာသားသမီးလေးဦးရှိတဲ့အနက်သားလက်နဲ့သမီးလက်တို့ဆုံးမခဲ့တာဖြစ်ပြီးမျောလင်းချက်တွေပျောက်ဆုံးသွားရတယ်လို့ကိုရင်မောင်ကဆိုပါတယ်အဲ့လိုရတော့ကိုသားသမီးကိုမျောလင်းချက်တွေအများကြီးရှိရပါဗျာနော် အခုဆိုလာမတိနေကမှာဒါကိုလှူပေးမလို့လှုပ်ထားတာတွေကိုအများကြီးပဲအမေဒီနေကတဘူတဲ့ဘောင်းကိုလှူပေးမယ်လို့မှတ်ထားတာအဲ့ဒါကိုခုဒီလိုကြီးဟာဖြစ်လိုက်တော့ယူရချက်တွေအကုန်ပျက်စီးကုန်တာပါဟုတ်တယ်တွင်ရအပေါင်းနိုင်ငံတော်ဝန်ထင်နိုင်ချက်ပုံချက်တက်ပြနေတဲ့စုပ်စုက ူတို့တက်တာမဟုတ်ဘူးလို့ပြောင်းညင်းပါတယ်။စိုးစုဘုံမကျဲဘူးလို့ညင်းဆိုတဲ့အပေါ်ဝေမခံရဲတဲ့တရေဘောကြောင့်ပဲရဲစရာကောင်းတဲ့ပြောဆိုမှုလို့ဒေသခံရွာသူရွာသားတွေကမှတ်ချက်ပြုပါတယ်။စစ်ကောင်တရားသူတို့မလို့ပြောတဲ့ရည်တော်ရည်ရှင်တွေအောင်။ဒါကြီးကလေးနဲ့လာကြည့်ရဗျာ။နော်။ဒါအတိအကျယူတာ။သူတို့ဘုံနဲ့နဲ့ချဲသွားတယ်မနေ့ပိုင်းကအခုနိုင်ဘယ်လောက်ပဲချဲသွားတယ်။သူတို့ချဲတဲ့ဘုံတွေကြောင့်ဒီမှာဒီခလေးတွေစာသင်နေတဲ့ချိန်မှာ ါအသေးပြောက်တွေရတယ်အခုခုနပြောခဲ့တဲ့အတိုင်းပဲ23ယောက်ကလောလောဆယ်စုံပြီအင်းကျန်တဲ့လူတွေလည်းတကယ်စုရင်မဲ့ရွာလေးရှိတာမှမဟုတ်သလားဒီအဲဒီရွာဆိုလို့ချင်းရင်ဒါကူရသူကွာရကူရသားတွေကဒါကူရသူကူရသားပဲပြန်စာတင်ပြနေတဲ့အချိန်ပေါ့ဒါကိုသူကစစ်ကောင်ကြီးကလည်းလေနေလာကြတယ်အိုးတိန်နေရစာတင်ကြောင်းပေါ်ဘုံကျဲချတက်ဖြတ်ခဲ့တဲ့စိုးစုရဲ့တိုက်လေနဲ့ဘုံအမျိုးအစားကိုအတိအကျမသိရပါပဲ။ ေလ12ရက်မနက်9:30မိနစ်ဝန်းကျင်အချိန်မိတီလာမျိုးရှန်တဲလီတက်ကတက်လာတဲ့ MiG 29 Jet Fighter တိုက်လင်းဖြစ်မယ်လို့ယူဆရပြီးမနက်10:00ကျော်ကျော်မှာမိတီလာ ရှန်တဲလီတက်ကို MiG 29တိုက်လီရင်ပြန်လည်ဆင်းသက်ခဲ့တယ်လို့မြေပြင်ကင်းသောဥပဒေကဆိုပါတယ်။စိုးစုအနေနဲ့ဥဒိန်တွင်ရစာတင်ကြောင်းကခလေးတငယ်တွေကိုဘုံကျဲတက်ပြတ်တယ်လို့မျိုးနိုင်ငံတော်ကစာတင်ကြောင်းတွေဆေးရုံစည်းကမ်းတွေတာသနာနီကအဆောက်အုံတွေ ဈေးဆိုင်တန်းတွေလူနေအိမ်တွေကိုထင်နိုင်ကျဲတက်ဖြတ်နေတာဖြစ်ပါတယ်2022ခုနှစ်စက်တင်ဘာလကတပည့်ရင်မြို့နယ်လက်ရက်ကုန်းရွာစတင်ချောင်းကိုစောစုကဆေးရည်ရင်တွေနဲ့ဘုံကျဲတက်ဖြတ်ခဲ့ရမှာကျောင်းသားကျောင်းသူကလေးငယ်9ဦးအပါအဝင်ဒေသခံ12ဦးတည်ဆုံခဲ့ပါတယ်2023ခုနှစ်ဇန်နဝါရီလတရက်ကနေ2025ခုနှစ်မေလ12ရက်နေ့နှစ်နှစ်ကျော်အတွင်းစောစုကနိုင်ငံတော်ဝန်လေးကျောင်းဘုံကျဲတက်ဖြတ်မှု 2669ကျင်းကျွလွန်ခဲ့ပြီးအဲ့ဒီထဲမှာစာတင်ကြောင်းတွေမှာပြတ်မှတ်ထားပုံချက်လို့ကျောင်း240ပျက်စီးဆုံးရှုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကစင်ပြုစုထုတ်ပြန်ထားပါတယ်။ဆိုဆိုဟာယခုမေလပထမပတ်တွင်နိုင်ငံတော်ဝန်ကိုတနည်းဆယ်ကျင်းလုံးထပ်မလဲလေကြောင်းပုံချက်တိုက်ခိုက်ခဲ့တယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ညံလင်းတဲ့သုတေသနအဖွဲ့ကလည်းဖော်ပြပါဗျာ။ မေလ2ရက်ကနေ6ရက်ထိ9ရက်တာအတွင်းသခိုင်းနိုင်ပါဝင်နိုင်ငံတော်ဝန်ကိုစုစုက82ကြိမ်၄ချောင်းပုံးကျဲတိုက်ခိုက်ခဲ့ပြီးအဲ့ဒီဘုံနဲ့ကြောင်း28ဦးသေဆုံးက89ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။သားနဲ့သမီးကိုဆုံးရှုံးလိုက်ရတဲ့ကိုရမောင်ကတော့တိုက်လီနဲ့ဘုံအမျိုးအစားကိုမသိပေမဲ့သူ့သားသမီးတွေစာတင်နေတဲ့အကြောင်းတွေကိုစုစုကတိုက်လီနဲ့ဘုံလာကျဲသွားတာလို့ပြောပါတယ်။ဒီကြောင်းချင်းဒီကြောင်းလုံးတော့လောက်ပြည့်စည်သွားတာ။ သူတို့လည်ရင်နေလာမပြည့်လို့ဘသူကလာပြည့်မှာတော့ကျေစံညောင်းနေမှာအဲဘာဘုံရှိမှန်းတော့ဒီကလေးတွေစာသင်နေတဲ့ချိန်ကိုဘသူမှဘာဘုံမှလည်းမရှိဘူးဘာတဲ့လည်းဘာမှမရှိဘူး PDF တွေလည်းမရှိဘူးလက်နဲ့နဲ့ပတ်သက်လို့လည်းဘာမှမရှိဘူးဘက်ခွာတောင်မရှိဘူးတရေခွန်းတောင်မရှိသေးတာဘယ်လိုလုပ်ဘုံကကွဲနိုင်စရာအကြောင်းရှိမှန်းတော့ကိုနေနေရောနိုင်ငံတကာရောနိုင်ငံတကာလည်းကူညီပေးကြပါဦးနောက်ဒီလိုဖြစ်ဆိုးပြီးလည်းမဖြစ်အောင် ပါဗျာဒီကလေးတွေလူတွေနောက်ကလေးတွေလည်းကိုသားသမီးတို့မဖြစ်ကြရအောင်ဦးညီပေးကြပါဦးလို့တောင်းဆိုချင်ပါတယ်ဘုတ်တိန်လွင်ရစာတင်ကြောင်းဘုံကျဲတက်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာဘုံထိမှန်တရားရတဲ့ចောင်းသားចောင်းသူရချင်ရှိပြီးသူတို့ကိုတက်နိုင်သလောက်စေဝါကုသပေးနေပေမဲ့စေုံစေခံမရှိတာစေဝါမလုံလောက်တာတွေကြောင့်ကူတာပေးနေရတာအခက်အခဲရှိတယ်လို့တပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖတာဝန်ခံကပြောပါတယ်။ အခက်အခဲကတော့အများကြီးပါဆရာရဲ့အခက်အခဲကတော့အဲကျွန်တော်တို့စီမှာဒီဟောဘောနော်ဒီဖွဲ့စိတ်ခံနေဆေးရုံဆင်နေကျွန်တော်တို့ဒီဘက်ဒီမှာဒီမလုံနိုင်ဘူးပေါ့နော်မလုံနိုင်တဲ့ခါကျတော့ကျွန်တော်တို့ဒီအဲတော်လိုင်းရေးနေမီဒီမှာဒီဟောဘောနော်စစ်ကောင်စီရဲ့စစ်ကောင်စီအောက်မှာတာဝန်မထမ်းဆောင်ခြင်းတော့ကျွန်တော်တို့ဒီ CD ရလောက်လာတဲ့အဲစေဝန်တန်းလေးတွေရှိကြတယ်ပေါ့နော်အဲ့ဒါနေရာနေပြီးတော့ပြောမှာဆိုရင်နိုင်ငံတော်ပူကြတာပေါ့ပူကြတဲ့ခါကျတော့စေယုံစေကန်းရေလို့တော့ကျွန်တော်တို့တသက်မက်မက် မရှိဘူးအဲကျွန်တော်ဖြစ်တယ်လို့ပေါ့နော်အဲကျွန်တော်တို့ဟိုဟိုအဆင်ပြေတဲ့နေရာလေးတွေမှာကျွန်တော်တို့ကပ်ပြီးတော့ဟိုလုံနေရတာပေါ့နော်အဲအဲ့မှာနေရာခက်ခဲကတော့ကျွန်တော်တို့ဖြစ်တယ်လို့လုပ်ရတယ်အဲဒီစေးဆိုင်တွေပေါ့နော်ဟိုဒီကပုတ်ပြီးကစေးဆိုင်တွေဟာဝေယူရောင်းချနေတဲ့စေးတွေကိုစကားစကားနေပြီးတော့ကားတွေပေါ်နေပြီးတော့အရင်ကားတဲ့ဆိုင်ဒီနေ့ကြက်ကြက်အပေါ်ပြီးတော့ဖမ်းလာတယ်ပေါ့နော်ပို့ပြီးတော့ဟိုတင်းလာတယ်အဲကျွန်တော်တို့ကားလေးပါလေဆိုရင်စီပစီတွေတွေ့ရဆိုရင်ကျွန်တော်တို့ ဟိုအေးယူလာပြီလောက်လာတဲ့ခါကျတော့ကျွန်တော်တို့မှဟိုဆေးပစ္စည်းပေါ့နော်အဲကျွန်တော်တို့အဲဒီလိုကတော့အခက်ခဲဖြစ်ကြတယ်ပေါ့နော်အဲအဲ့လိုအဲ့လိုပုံစံမျိုးတွေအခြေအနေတော့ရှိပါတယ်ဗျဟုတ်အဲ့အခက်ခဲရှိတယ်ပေါ့လေဟုတ်ဟုတ်တောင်းဝန်းစုံဖြူဖြူနဲ့ကလေးငယ်တစ်တိုက်ကစာသင်ခန်းမဟုတ်တဲ့မြင်ကျင်းထဲမှာအစီအီလဲလောင်နေကြပါတယ်စာသင်ကျောင်းနဲ့မနီမွေရွာအပြင်ခက်လန်းလန်းကသင်ချိုင်းမြေမှာတောင်းဝန်းစုံဝက်ကလေးတွေရဲ့အလောင်းတွေ ွေးပွေးလို့ပြည့်နှက်နေပါတယ်။အိုးတိန်နှင်းကျေးရစာတင်ချောင်းကိုစောစုကတိုက်တယ်နဲ့ဘုံကျဲတက်ပြပြီးနှစ်ရက်အကြာမေလ14ရက်အထိတင်ဆိုင်ကုန်းစီကလေးတငယ်အလောင်းနဲ့တဖွဲဖွဲရောက်လာပါတယ်။အကြောင်းဆရာမကြီးကလည်းတင်ငန်းဆောင်မဟုတ်တဲ့စာရွက်တရက်ကိုခိုင်းကအမိတ်ပြန်နှံကို တွင်တွင်ရွတ်ဖန်နေစေ။အောက်ပါအကြောင်းသူအကြောင်းသားများသည်2025ခုမေလ12ရက်9:34မိနစ်အချိန်တွင် အကျန်းဖက်စစ်ကောင်စီ၏လေချောင်းတိုက်ခိုက်ခံရမှုကြောင့်မတရားတည်ဆုံခဲ့ရပါသည်